င်္ဂလာပါရှင်2016ခုနှစ်မေလ23ရက်တနင်္လာနေ့ညပိုင်းလွတ်လပ်တဲ့အာရှသံ RFA ရဲ့ရုပ်မြင်သံကြားစီစဉ်တွေကိုအမေရိကန်ပြည်အောင်စု Washington DC မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျမဟီမာဆိုပါ RFA စီစဉ်တွေကိုမြန်မာစံတော်ချိန်ည8နာရီခွဲကနေ9နာရီအထိတင်ဆက်တော့ပါမယ်ဒီကနေ့သတင်းတွေထဲမှာမြန်မာဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာလက်ရှိအခြေခံဥပဒေက အတားအဆီးဖြစ်နေတယ်လို့အမေရိကန်နိုင်ငံသားဝင်ကြီးကပြောလိုက်တဲ့သတင်းပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ်တွေကိုပြန်သုံးသပ်ပြီး ကျန်းမာရေးဖွံ့ဖြိုးရေးပါတီကိုချစ်လက်ခိုင်မာအောင်ပြန်လည်ဖွဲ့စည်းမယ်လို့သမရဟောင်းဦးသိန်းစိန်ကပြောလိုက်တဲ့သတင်းအပအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ပြသွားမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ရိုရင်ဂျာလို့ခေါ်တဲ့အသုံးနှုန်းနဲ့ပတ်သက်ပြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ရှင်းလင်းပြောကြားချက်အပြည့်အစုံဒီပါရောက်မြန်မာနိုင်ငံသားတွေချီးမြှင့်တဲ့ပြည်သူ့ကုံရေးစုပေးပွဲအကြောင်းရှင်းလင်းလုံးရေးတော်ပုံမှာတနက်ထိမှန်သိဆုံးခဲ့တဲ့မတ်ဝင်းမော်ဦးအတွက်အမျှပေးဝေပွဲအကြောင်း တိုက်ပွဲတွေဖြစ်နေတဲ့အကြောင်းမဲမြို့နယ်မှာမီးရှို့ခံထားရတဲ့အလောင်းတွေတွေ့ခဲ့ရတဲ့အကြောင်းသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်သွားမှာဖြစ်ပြီးနောက်ပိုင်းမှာရခိုင်တိုင်းရင်းသားဘာသာစီစဉ်ကိုလည်းပြည်သက်တွေရှုစားရမှာပါဒီကနေ့အတွက်ထူးခြားတဲ့သတင်းတွေကိုစပြီးတင်ပြပေးပါမယ်ရှင် မြန်မာနိုင်ငံမှာအစိုးရအသက်ကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့လူ့အခွင့်အရေးအခြေအနေတွေအားကောင်းလာအောင်ကြိုးပမ်းနေပေမဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာလက်ရှိအခြေခံဥပဒေကအတားအဆီးဖြစ်နေတယ်လို့အမေရိကန်နိုင်ငံသားဝင်ကြီးဂျွန်ကယ်ရီကပြောလိုက်ပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကနေပြည်တော်ကိုနေချင်းပြန်ခရီးလာရောက်ပြီးနောက်မြန်မာနိုင်ငံသားဝင်ကြီးဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးပွဲပြီးပူရဲသတင်းစာရှင်းလင်းပွဲမှာမစ္စတာဂျွန်ကယ်ရီကအခုလိုပြောလိုက်တာပါ။ မြန်မာအစိုးရတည်ရဲ့အသွင်ကူးပြောင်းရေးကြိုးပမ်းမှုတွေမှာကျန်တဲ့အဖွဲ့အစည်းလူပုတ်ကိုအားလုံးပါဝင်လာအောင်တွန်းအားပေးဖို့ရည်ရွယ်ပြီးအမေရိကန်ရဲ့ကန့်သက်ပိတ်ဆို့မှုတချို့ကိုဆက်လက်ထားရှိတာဖြစ်တယ်လို့လည်းမစ္စတာဂျွန်ဂယ်ရီကပြောပါတယ်။ဒီကိစ္စတွေကိုမြန်မာနိုင်ငံကနေပြန်လည်မထွက်ခွာခင်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံစဉ်အတွင်ပြောကြားခဲ့ကြောင်းလည်းမစ္စတာဂျွန်ဂယ်ရီကရိုက်တာသတင်းဌာနကိုပြောပါတယ်။ ်အမေရိကန်နိုင်ငံသားဝင်ကြီးဂျွန်ကယ်ရီနဲ့ဒေါအောင်ဆန်းစုကြည်ပူရဲသတင်းစာရှင်းလင်းပွဲအကြောင်းကိုသတင်းတွေအပြီးမှထုတ်လင်းပေးဖို့ရှိပါတယ်ရှင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနကိုတိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအဖြစ်အမည်ပြောင်းလဲမဲ့ကိစ္စနဲ့ပတ်သက်ပြီးဒီကနေ့ပြည်အောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်၅ဦးကမတ်တရက်ကန့်ကွက်ခဲ့ကြပါတယ်။သမရရဲ့တင်ပြချက်ကိုအတီးပြုဖို့လွှတ်တော်နာကမန်းဝင်းခိုင်တန်းကလွှတ်တော်ရဲ့သဘောထားမြင့်မြတ်ရာမှာကိုယ်စားလှယ်၅ဦးကမတ်တရက်ကန့်ကွက်ခဲ့တာပါ။ ကဝတ်သူငါးဦးတွေကအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစော်ရဖောင်ဝါကတိုင်းရင်းသားဆိုတဲ့စကားလုံးမှာပြည့်စုံပြီးသားဖြစ်တဲ့အတွက်လူမျိုးဆိုတာကိုဖြည့်ဆွတ်စရာမလိုကြောင်းမူလအတိုင်းသာထားရှိတင်ကြောင်းဆွေးနွေးခဲ့ပါတယ်။လက်ရှိလွှတ်တော်တက်တန်းအတွင်းနိုင်ငံတော်အတိုင်းအမြံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကိုဆွေးနွေးစဉ်ကလည်းတက်မတော်သားကိုယ်စားလှယ်အားလုံးအခုလိုပဲမတ်တည့်ရကံဝတ်ခဲ့ကြဘူးပါရှင်။ 2016-2019ဘဏ္ဍာရေးနှစ်စိုက်ပျိုးစရိတ်ချင်းွေထုတ်ပေးရေးအတွက်မြန်မာနိုင်ငံတော်ပဟိုဘဏ်ကနေ7ဘီလီယံ900ချီယူဖို့သမ္မတကတင်ပြထားတာကိုပြည်ထောင်စုလွှတ်တော်ကဒီကနေ့အတည်ပြုလိုက်ပါတယ်။အခုနှစ်စိုက်ပျိုးရာသီမဆခင်မှာစိုက်ပျိုးရေးမွေးမြူရေးနဲ့စေမြောင်းဝန်ကြီးဌာနကချီယူမှာဖြစ်ပြီးကာလတို့တစ်နှစ်သက်တမ်းနဲ့အတိုးနှုန်း900ခန်းနှုန်းပေးရမှာဖြစ်ပါတယ်။ဘဟိုဘဏ်အနေနဲ့ဒီချင်းွေကိုငွေကြေးရိုက်နှိပ်ထုတ်ပေးရမှာဖြစ်ပြီး သတ်မှတ်ကာလအတွင်းပြန်ဆက်မယ်ဆိုရင်ငွေကြေးဖောင်းပွားမှုညှော်နေစေမယ်လို့ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌဒေါခင်စတိုးကတင်ပြခဲ့ပါတယ်ချင်းဝေရယူဖို့ကိစ္စကိုကိုစလဲ18ဦးကထောက်ခံဆွေးနွေးခဲ့ကြရမှာလေသမားတွေကိုချင်းဝေပမာဏပို့ထုတ်ပေးဖို့တင်ပြခဲ့ကြပါတယ်။လက်ရှိမှာတအေကကိုငွေကျပ်သသိန်းနှုန်းနဲ့လေသမားတွေကိုချင်းဝေထုတ်ပေးနေတာလို့လည်းသိရပါပါရှင်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ်တွေအပေါ်ပြန်လည်သုံးသပ်ပြီးကျင်းခံဖွံ့ဖြိုးရေးပါတီကိုကြစ်လက်ခိုင်းမအောင်ပြန်လည်ဖွဲ့စည်းမယ်လို့ပါတီဥက္ကဋ္ဌဖြစ်တဲ့သမရဟောင်းဦးသိန်းစိန်ကပြောလိုက်ပါတယ်။ဒီကနေ့ရန်ကုန်တိုင်းတွင်းကပါတီကော်မတီဝင်တွေနဲ့တွေ့ဆုံပွဲမှာအခုလိုပြောခဲ့တာလို့ပါတီပြောရေးဆိုဝန်ရှိသူဦးခွင်ကြီးကပြောပါတယ်။ဒီတွေ့ဆုံပွဲကိုပါတီဒုတိယဥက္ကဋ္ဌဦးထေဦးနဲ့ပါတီဗဟိုအလုံးမှုဆောင်ကော်မတီဝင်တွေလည်းတက်ရောက်ခဲ့ကြပါတယ်။ ် NLD ပါတီဥဆောင်တဲ့အစိုးရအတွက်တရားဥပဒေစိုးမိုးရေးနဲ့တည်ငြိမ်အေးချမ်းရေးရရှိဖို့ဟာအရေးကြီးဆုံးစိန်ခေါ်မှုဖြစ်ကြောင်းကျန်းမာရေးပြည်ရေးပါတီအနေနဲ့လက်ရှိအစိုးရနဲ့တူညီတဲ့အချက်တွေမှာပူးပေါင်းဆောင်ရွက်သွားမယ်အကြောင်းဥခင်ကြီးကပြောပါတယ်ပြီးခဲ့2015ရွေးကောက်ပွဲမှာပြိုင်ဘက် NLD ပါတီရဲ့ပြောင်းလဲချိန်တက်ပြီဆိုတဲ့ကြွေးကြော်သံလိုက်ဟာလူများစုကိုလွှမ်းမိုးသွားတယ်လို့လည်းယူဆကြောင်းဥခင်ကြီးကပြောပါတယ်ကျန်းမာရေးပြည်မျိုးရေးပါတီညီနာခံကိုလာမယ့်ဩဂုတ်လမှာကျင်းပဖို့ရှိတယ်လို့လည်းသိရပါရဲ့ရှင်။ နိုင်ငံရေးလူမှုရေးနဲ့ပရာဟိတလုပ်ငန်းတွေဆောင်ရွက်နေတဲ့သူတွေကိုရွေးချယ်ပြီးပြည်ပရောက်မြန်မာနိုင်ငံသားတွေကချီးမြှင့်တဲ့ပြည်သူ့ဂုဏ်ရည်စုပေးပွဲအခမ်းအနားကိုအမေရိကန်ပြည်ထောင်စုမှမနေ့ကကျင်းပခဲ့ပါတယ်။ကျမတို့ RFA ဝိုင်းတော်သားကိုခမောင်စိုးမင်းကရိုက်ကူးတင်ပြထားပါတယ်ရှင်။တပ်သမအကြီးမြောက်ပြည်သူ့ဂုဏ်ရည်စုပေးပွဲအခမ်းအနားကိုအမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်ဂေးသားစပတ်မြူကအလဲတန်းကျောင်းမှာပြီးခဲ့တဲ့စနေနေ့ညကပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခမ်းအနားကိုနိုင်ငံတော်တချင်းနဲ့စတင်ဖွင့်လှစ်ပါတယ်။ကဘာမကြီးဓမ္မအရင်တော့ပြည်သူ့ကောင်ကြီးအထူးစုတွေကိုကျင်းညပါတယ်။မြန်မာပုံပြောသူများအဖွဲ့ဆိုတဲ့အဖွဲ့ကိုဒီပြည်သူ့ကောင်ကြီးအဖွဲ့ရဲ့အလုပ်ဦးဆောင်ဖွဲ့ရနေပြီးတော့ 2016ခုနှစ်အတွက်အထူးသဖြင့်ကျမတို့ကကုပြုလိုက်ပါရရှင်ကျေးဇူးတင်ပါတယ်ဆေမအထူးစုရရှိတဲ့ပုံပြောသူများအဖွဲ့ရဲ့လှုပ်ရှားမှုနဲ့ပြောဆိုမှုတွေကိုလည်းပြသပေးပါတယ်။ဆက်လက်ပြီးနောက်ထပ်အထူးစုရှင်တဦးကိုလည်းကြီးညာပေးပါတယ်။ သူပုဂ္ဂိုလ်ကတော့ဒေါက်ခင်မမမျိုးဖြစ်ပါလိမ့်မယ်ကျေးဇူးတင်ပါတယ်အဲ့ဒီနောက်နောက်ထပ်ကြီးညာတဲ့အထူးစုကတော့ င်ငန်းတွေတိုးတက်အောင်မြန်မာပြည်အဲ့ဒီနောက်2016ပြည်သူ့ဂုဏ်ရီဆုရှင်ကိုကျင်ညာပေးပါတယ်ပြည်ပြရဲ့ leading ရှင်လို့နာမည်ကြီးတဲ့ပြည်ပြမျိုးကဆေးဟုတ်ဒီဒေါက်တာတန်မီတို့ဖြစ်ပါတယ်အဲတော့အဆောင်ဆုံးပြည်အဓမ္မကြီးကပြည်သူ့ဂုဏ်ရီဆုရှင်ဖြစ်ပြည်ပြရဲ့ leading ရှင်လို့နာမည်ကျော်ကြားတဲ့ဒေါက်တာတန်မီတို့ကိုကျွန်တော်ပြည်သူ့ဂုဏ်ရီတွေကဆုချင်ရပါတယ်ခင်ဗျာ ပထမအကြိမ်မြောက်ပြည်သူ့ဂုံကြီးစူပေပွဲအခမ်းအနားကို Maryland, Virginia, New York နဲ့ Washington DC မြို့တော်တို့အပါအဝင် American ပြည်ထောင်စုနေရာအတော်များများကမြန်မာနိုင်ငံသားတွေတက်ရောက်ကြပါတယ်ခင်ဗျာ။ အမေရိကန်ပြည်အောင်စုမယ်ရီလန်းပြည်နယ်မှာမနေ့ကကျင်းပခဲ့တဲ့ပြည်သူ့ဂုံရီစုပေးပွဲအခမ်းအနားအကြောင်းကိုကိုက်ခမောင်းစုမင်းတင်ပြခဲ့တာပါမြန်မာနိုင်ငံမှာရိုဝင်ဂျာလူမျိုးမရှိကြောင်းထုတ်ပြန်ပေးဖို့အမျိုးဘာသာသာသနာချစ်မြတ်နိုးသူများအဖွဲ့ကရန်ကုန်မြို့မှာဒီကနေ့ဆန္ဒပြခဲ့ကြပါတယ်ရန်ကုန်တိုင်းတောင်ဝင်းမြို့နယ်ကပိုစိန်မန်ကွင်းကနေကြိုက်ကစံလူသူဟစ်တိုင်အထိအဖွဲ့ဝင်တရာလောက်လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ ရိုဟင်ဂျာမရှိကြောင်းအစိုးရအနေနဲ့တရားဝင်ထုတ်ပြန်ပေးဖို့1982ခုနှစ်နိုင်ငံသားဥပဒေအတိုင်းနိုင်ငံသားစီစဲပေးဖို့ကြေညာချက်ထုတ်ပြန်ပြီးတော့တောင်းဆိုခဲ့ပါတယ်။အလားတူပဲတောင်ကြီးမြို့မှာလည်းဒီကနေ့ဆန္ဒပြပွဲပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရန်ကုန်မန္တလေးပသိမ်တို့မှာရိုဟင်ဂျာလူမျိုးမရှိကြောင်းဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပါတယ်ရှင်။ ရန်ကုန်မြို့ရွှေတဂုံဖျားမှာလာရောက်ဆူတောင်းခဲ့မှုတဲ့အင်္ဂလန်ပရီးမီးယားလိချန်ပီယံလက်စတာစီးတီးအသင်းသားတွေဟာချန်ပီယံဆုရရှိခဲ့ပြီးနောက်မနေ့ကရွှေတဂုံဖျားကိုနောက်တစ်ချိန်လာရောက်ဖူးမြော်ခဲ့ပါတယ်။ RFA သတင်းတော်ကိုသီဟာထွန်းကတင်ပြပေးပါလိမ့်မယ်ရှင်။လက်စတာစီးတီးအသင်းဟာရွှေတဂုံဖျားရာဟုတောင်းမှာဆူတောင်းမှုတွေပြုလုပ်ပြီးပန်းစီမီတတိတွေကတ်လူပူဇော်ခဲ့ပါတယ်။နောက်အောင်မြင်နေကလက်ရည်၃ချိန်လက်လျှောက်ပူဇော်ကြပါတယ်။ထိုင်းလူမျိုးအသင်းပိုင်ရှင် ်မိပြချုပ်ယာနီရင်းဒီအသင်းသား9ယောက်နဲ့မိပြအဖွဲ့တွေပါရှိပါတယ်နာမည်ကြီးအင်္ဂလန်နိုင်ငံသားဘာရီတို့လိုကစားသမားတွေကတော့နိုင်ငံတကာချစ်ဆန်းပွဲတွေရှိတာကြောင့်ဒီခီးစင်မှာမပါဝင်ဘူးလို့သိရပါတယ်ပရီးမီးယားဆုကိုရရှိခဲ့တဲ့အသင်းတွေထဲမှာပထမဆုံးမြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့အသင်းလည်းဖြစ်ပါတယ်အခုလက်စတာဖလားရသွားတယ်ဆိုတာကငွေကြေးကြောင်လည်းမဟုတ်ဘူးဆိုတာတတ်တည်ပြပါဟုတ်တယ်အားလုံးကစူးစမ်းကြတယ်စီးလုံးကြတယ်သူတို့လုံအောင် မဖြစ်နိုင်တော့သူတို့စွမ်းဆောင်ခဲ့ရပေါ့သူဘုရားဘာသာလည်းဟိုကုညီခဲ့တော့ကျွန်တော်တို့ဘုရားဘာသာဟိုလူသိချင်ကြတာပေါ့ Leicester City အသင်းဟာပြည်ခဲ့တဲ့ Premier League ဘောလုံးရာသီမစခင်ကလည်းချွေးကုံဖျားကိုလာရောက်ဖူးမြော်ခဲ့ကြပါသေးတယ်ချွေးကုံဖျားကိုဖူးမြော်ပြီးနောက်မှာည9:55မိနစ်မှာရန်ကုန်အပြည်ပြည်ဆိုင်ရာ၄စိတ်ကနေထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ခွာသွားပါတယ်ခင်ဗျာ အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံလက်စတာစီးတီးအသင်းသားတွေရွှေတဂုံဖျားမှာလာရောက်ဆူတောင်းကြတဲ့အကြောင်းကိုကိုတီဟာထွန်းကတင်ပြခဲ့တာပါ။ထိုင်းနိုင်ငံခိုတောင်ကျွန်းလူသက်မှုနဲ့တေဒန်ချမှတ်ခံထားရတဲ့မြန်မာအလုသမား၂ယောက်ရဲ့နောက်ဆုံးအယူခံကိုကော့စမီခရိုင်တရားရုံးကဒီကနေ့လက်ခံလိုက်ပါတယ်။ဒီအယူခံလွှာမှာပြည်ထိုင်နိုင်ငံသား၂ဦးအသက်ခံရမှုမှာအသုံးပြုခဲ့တဲ့ပေါက်တုံးမှာတွေ့ရှိရတဲ့မျိုးရိုးဗီဇာ DNA နဲ့တေဒန်ချမှတ်ခံထားရတဲ့မြန်မာအလုသမား၂ယောက်ရဲ့ DNA မတူညီတာ ထိုင်းရဲတပ်ဖွဲ့ရဲ့ DNA စစ်ဆေးချက်မှာပြုပြင်ထားတာအ धिक သက်သေတွေကိုမစစ်ဆေးတာစတဲ့အချက်တွေနဲ့တင်ပြထားတာဖြစ်ပါတယ်။အယူခံရှောက်ထားရမှာမြန်မာအလုံသမားကိုစော်လင်းနဲ့ကိုဝင်းစော်ထွန်းတို့ရဲ့မိဘတွေလည်းလိုက်ပါခဲ့ပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းခိုတောင်ကျွန်းမှာပြည်ထိုင်နိုင်ငံသားကဘာလှဲ့ခရီးသည်နှစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီးမြန်မာအလုံသမားကိုစော်လင်းနဲ့ကိုဝင်းစော်ထွန်းတို့ကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ24ရက်နေ့မှာထိုင်းတရားရုံးကထေတံချမှတ်ထားတာဖြစ်ပါတယ်ရှင်။ RFA ရုံမြင့်တန်းကြားစီစဉ်နေကိုကြည့်ရှုနေရတာပါအခုတခါသတင်းပေးပို့ချက်တွေကိုဇက်တိုက်ထုတ်လွှင့်ပေးပါမယ်ဒူအောင်ဆန်းစုတီနဲ့အမေရိကန်နိုင်ငံသားကြီးဝင်းဂျီဂျွန်ကယ်ရီတို့ဟာနေပြည်တော်နိုင်ငံသားကြီးဝင်းဂျီယုံမှာမနေ့ကပူရဲသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်ရူဝင်ညာဆိုတဲ့အတုံးနှုံနဲ့ပတ်သက်ပြီးဒူအောင်ဆန်းစုတီအပေါ်ဝေဖန်ရေးသားနေတာတွေနဲ့ပတ်သက်လို့ RFA ကမေးမြန်းရမှာဒူအောင်ဆန်းစုတီကဖြေကြားခဲ့တာတွေကိုကျမတို့ RFA ဝိုင်းတော်သားကိုဝင်းနိုင်ကတင်ပြထားပါရရှင် excellencies ရိုဟင်ဂျာဘင်္ဂလီအမိသုံးဆုံးမှုနဲ့ပတ်သက်ပြီးဘယ်လိုဖြေရှင်းရမလဲဆိုတာအစိုးရအနေနဲ့အားလုံးလက်ခံနိုင်လောက်မဲ့အဖြေကိုရှာဖွေနေကြောင်းဒေါ်ဆန်းစုကြည်ကပြောပါတယ် But we are trying to find something some way forward that will be acceptable to both that is very difficult i'm not ဒီကိစ္စနဲ့ပတ်သက်ပြီးအဖြေရဖို့ကျမတို့စ조사နေပါတယ်ကျမတို့ရဲ့မိတ်ဆွေတွေကိုပန်ကြားလိုတာကအဖြေရှာနိုင်ဖို့အကူအညီပေးတာမျိုးကိုသာဖြစ်စေလိုပါတယ်ကျမတို့အနေနဲ့ဘယ်လူအဖွဲ့အစည်းတစ်ခုခုမှထိခိုက်နစ်နာစေလိုတာမဟုတ်ပါဘူးလူအဖွဲ့အစည်းတစ်ခုကလက်ခံနိုင်ပြီးရှစ်ဆက်ရှောက်လန်းနိုင်မဲ့အဖြေမျိုးကိုရှာဖွေရမှာဖြစ်ပါတယ်ဒါဟာအင်မတန်ခက်ခဲလို့နဲ့ဆိုတာကျမတို့သိပါတယ်သဘောယိုးနဲ့ပြောဆိုနေကြသူတွေအနေနဲ့ကျမတို့နဲ့ပူးပေါင်းဆောင်ရွက်ခြင်းစိတ်မရှိဘူးဆိုရင် အပြေရှာနိုင်မှုပိုပြီးအခက်အခဲရှိလာမှာဖြစ်ပါတယ်။အဲ့ဒီလိုခက်ခဲတယ်ဆိုလို့ဒီကိစ္စကနေကျမတို့သွေဖီသွားမှာမဟုတ်ကြောင်းဒေါ ን ဆန်းစုကြည်ကပြောခဲ့တာဖြစ်ပါတယ်။လူဖွဲ့စည်းတွေကြားတဲ့စိတ်ဝမ်းကွဲစေတဲ့အတုံးလုံးအားလုံးကိုရှောင်ရှားကြဖို့ဒေါ ን ဆန်းစုကြည်ကအခုလိုပြောပါတယ်။ Well what we want to do is to avoid any terms that will just add fuel to the fire. I wasn't talking about one particular term. ကျမတို့အနေနဲ့အတုံးတုံးတစ်ခုတည်းကိုပြောနေတာမဟုတ်ပါဘူး။မိလောင်ရလေပင်ဖြစ်စေတဲ့အတုံးတုံးအားလုံးကိုရှောင်ဖို့ဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကကျမတို့ပြည်သူတွေနဲ့နေရာနှံ့ကပြည်သူတွေကြားအကွဲကွဲအပြားပြားဖြစ်စေမဲ့စိတ်ဝမ်းကွဲပြားစေမဲ့ပြဿနာကြီးထွားစေမဲ့အတုံးတုံးအားလုံးကိုရှောင်ကြဖို့ဖြစ်ပါတယ်လို့ပြောဆိုသွားတာဖြစ်ပါတယ်။ဆက်လက်ပြီးဒေါန်ဆန်းစုကြည်ကအစိုးရအနေနဲ့ဘယ်လိုအဖြေရှာမယ်ဆိုတာကိုအခုလိုရှင်းပြပါတယ်။ What we want is to find a practical resolution. We are not interested in rhetoric. we're not trying to out talk anybody we're not trying to ကျမတို့လိုချင်တာကလက်တွေ့ကြတဲ့အဖြစ်ပါ ဘယ်မြီကပိုကောင်းတယ်တင့်တော်တယ်ဆိုတာမျိုးကိုကျွန်မဆိုလိုနေတာမဟုတ်ပါဘူးဘယ်မြီကသုံးရင်တရားမျှတတ်တယ်ဆိုတာကိုပြောနေတာမဟုတ်ပါဘူးဒါကအရေးမကြီးလို့ပြောတာမဟုတ်ပါဘူးလူ့ဖွဲ့စည်းတစ်ခုရဲ့အမည်နာမတင်ဂေတအတွက်အရေးကြီးတယ်ဆိုတာသိပါတယ်အမည်နာမတင်ဂေတဆိုတာတစ်ကဘာလုံးကလူသားတွေအတွက်အရေးကြီးပါတယ်လူတွေရဲ့လူမျိုးတင်ဂေတတတ်မှတ်မှုတွေကိုအတိမတ်မပြုလို့တဲ့စိတ်လုံးဝမရှိပါဘူးကျွန်မတို့တောင်းဆိုနေတာကအဲ့ဒီအမည်နာမအသုံးအနှုန်းတွေကိုပြောဆိုနေတဲ့အနေနဲ့မိမိတို့ပြောဆိုမှုတွေကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့တက်ရောက်မှုကိုသတိထားကြဖို့ပဲဖြစ်ပါတယ်။ဘယ်အမျိုးကိုသုံးရမယ်ဆိုပြီးမတူတဲ့သဘောထားတွေကြောင့်ဖြစ်ပေါ်လာတဲ့လက်တွေပြဿနာတွေကိုရင်ဆိုင်နေရတာကကျမတို့အတွက်ဘလောက်ခက်ခဲတယ်ဆိုတာသတိထားကြဖို့ဖြစ်ပါတယ်။ကျမတို့အပြေရှားနေပါတယ်။အဲ့ဒီလိုရှားနေတော့မှကျမတို့မိတ်ဆွေတွေအနေနဲ့အကူအညီပေးတာပဲဖြစ်စေလိုပါတယ်လို့ပြောသွားတာဖြစ်ပါတယ်။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဂျွန်ကယ်ရီကဒေါန်ဆန်းစုကြည်ရဲ့ဖြေကြားချက်တွေကိုထောက်ခံချီးကျူးလိုက်ပါတယ်။ဒေါန်ဆန်းစုကြည် just gave you an important and and courageous answer that uh, speaks to the challenge ဒေါံဆန်းစုကြည်ကအရေးကြီးတဲ့အချက်တွေစိန်ခေါ်မှုရှိတာတွေကိုတတ်သိရှိရှိဖြေဆိုသွားတာဖြစ်ပါတယ်ဒီနေ့မနေ့ကလည်းကျွန်တော်တို့ဒီကိစ္စကိုဆွေးနွေးပါတယ်အမည်နာမကိစ္စဟာထိလွယ်ရှာလွယ်လူဖွဲ့စည်းတွင်းမှာစိတ်ဝမ်းကွဲစေပါတယ်ဒီလိုအမည်မျိုးတွေကိုတုံးဆက်ဖို့ပြောဆိုနေကြတာတွေကလည်းပြင်းပြတဲ့ယုံကြည်ချက်ကြောင့်ဖြစ်လာတယ်ဆိုတာကျွန်တော်တို့သိပါတယ်ဒီချိန်ထဲမှာလည်း မြန်မာနိုင်ငံမှာရိုဟင်ညာလို့ပဲခေါ်ဖို့ပြောတဲ့လူဖွဲ့စည်းရှိတယ်ဆိုတာကျွန်တော်တို့သိပါတယ်ကျွန်တော်နဲ့ဒေါန်ဆန်းစုကြည်ဆွေးနွေးတာကပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် ပြဿနာကိုအာရုံစိုက်ပြီးဖြေရှင်းနိုင်ဖို့အဖြေရှာကြဖို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်လို့ပြောသွားတာဖြစ်ပါတယ်အမေရိကန်နိုင်ငံသားဝန်ကြီးဂျွန်ကယ်ရီဟာတမရော်ကာဂွေယူစီချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်နိုင်နဲ့လည်းတွေ့ဆုံပြီး27ရာစုပင်လုံညာခံကျင်းပနိုင်ရေးကိစ္စတအချင်းချင်းစစ်ဘက်ဆိုင်ရာကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ Facebook မှာပေါ်ပြထားပါတယ်ခင်ဗျာအရဖေရုံမြင့်တန်းကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါ ရန်ကုန်တိုင်းအတွင်းတရားဥပဒေစိုးမိုးရေးအတွက်ရက်တရစီမံကိန်းမှာလောင်ကစားဝိုင်းတွေလူစိုးဂိုင်းတွေကိုနှိမ်နှင်းသွားမယ်လို့ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောလိုက်ပါတယ်။ RFA သတင်းတော်ကိုအောင်သင်ခါကတင်ပြထားပါရှင်။ရန်ကုန်တိုင်း45မြို့နယ်မှာဥပဒေစိုးမိုးရေးအတွက်လောင်ကစားဝိုင်းတွေလူစိုးလူမိုက်ဂိုင်းတွေကိုနှိမ်နှင်းသွားမယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။အင်းလူလူကဘာတွေလူလာနေတာလဲ။ရက်ကြတာတဲ့တာဖြစ်နေတယ်။ဘာလို့လဲ။ရက်ဆိုင်ဂိုင်း ်တရားမှုကိုအုပ်စုလိုက်ကျူးလွန်နေတဲ့သူကျူးကျော်အင်ညာလေးကိုစီးပွားတဲ့လွတ်လွေခဲ့တိုင်းဒီလိုခြေလေးပေါ်မှာဘုဒ္ဓကအလုံးစုံစစ်တယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲကျုပ်ဦးစော်ဝင်းကရဲအသုံးဆောင်ပစ္စည်းထောက်ပံ့ပေးဖို့နဲ့အမှုလိုက်ခကိုတိုးမြင့်ပေးဖို့နိုင်ငံတော်အကြီးအကဲတွေစီမှာတောင်းဆိုသွားမှာဖြစ်ကြောင်းပြောပါတယ်။ဒါ့အပြင်တရခန့်စစ်ဆေးတဲ့နေရာမှာရိုက်စစ်တာတွေမလုပ်ဖို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲကျုပ်ဦးစော်ဝင်းကပြောပါတယ်။ နောက် image ကိုဆိုးတာတရားခံရိုက်နှက်စစ်ဆေးတာပေါ့အဲ့ဒါလည်းခင်ဗျာတခုတည်းဒီလုံနေလို့မလုပ်ပါနဲ့ကျွန်တော်တည်းကကျွန်တော်တခုတသက်လုံးရဲမဖြစ်ဘူးဆိုတော့မှတ်ထားတာဒါမွန်လမြန်တထုံမှာပြီးခဲ့တဲ့လားဖြစ်တေးသွားတယ်တခါတည်းကျိုးနေဆွဲတယ်အပေါ်ဆွဲတင်တယ်အပြန်ချရတယ်ဟာတကယ်ကိုဗျာကျွန်တော်ဒီအအောင်တော့မဆုံးဘူးကျွန်တော်အဲ့အကောင်ကြီးအဲ့လူကြီးခေါ်တွေ့ရတယ်။ကဲမင်းပြောစမ်းမကွာမင်းမင်းစိတ်ကူးတဲ့မှာဘယ်လိုရှိတယ်လို့ပြောတာလဲ။မေးလိုက်ချင်တယ်။ညွန့်နေမှုကအဆင်မကြည့်ဘူး။ညွန့်နေမှုကမတားဘူး။ စကမ်းမွန်းမတားဘူးဒါလည်းတားမြန်ပြက်ကွက်ချင်းရတယ်ပြိမကျူကျူလုံမယ်ကျင်းနေမယ်အတူတူပဲအခမ်းအနားကိုရန်ကုန်တိုင်းဒေသကြီးဝင်းကြီးကျုံနဲ့တိုင်းအစိုးရအဖွဲ့ဝင်တွေလွှတ်တော်အမတ်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေဌာနဆိုင်ရာတွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာရန်ကုန်တိုင်းတွင်တရားဥပဒေစိုးမိုးရေးရက်တရားစီမံကိန်းအကြောင်း RFA သတင်းတော်ကိုအောင်သိန်းခတင်ပြခဲ့တာပါရှင်။ ၈၄လုံးဒီမိုကရေစီအရေးတော်ပုံမှာတနက်ထိမှန်သေးဆုံးခဲ့တဲ့အကြောင်းသူမတ်ဝင်းမော်ဦးအတွက်အမျှပေးဝေပွဲနဲ့ဂုံပြုပွဲကိုမတ်ဝင်းမော်ဦးရဲ့မိဘတွေကရန်ကုန်နှိုင်းသားရမြို့နယ်ကနေမှမနေ့ကပြုလုပ်ခဲ့ပါတယ်။ RFA တရင်နာကိုထအားကတင်ပြပါလိမ့်မယ်ရှင်။1988ခုနှစ်ဒီမိုကရေစီအရေးတော်ပုံမှာတနက်ထိမှန်ပြီးတည်ဆုံခဲ့တဲ့မတ်ဝင်းမော်ဦးကို တည်ဆုံးပြီး28နှစ်ကြာမှခုလိုရည်ဆက်ချအမျှဝေခဲ့တာပါမဝင်းမော်ဦးဟာမကွဲလွန်ခင်ကမြန်မာနိုင်ငံဒီမိုကရေစီရမှသူ့အတွက်အမျှဝေဖို့ပြောခဲ့တာကြောင့်အခုမှအမျှဝေခဲ့တာဖြစ်ပါတယ်တောင်းဆိုတယ်တောင်းသားပြည်သူတွေအားလုံးပြည်ရဲ့အတိုင်းပဲဒေတာတစ်ခုလိုဖြစ်လာပါကျွန်တော်တို့လည်းဒါကြောင့်မလို့ကြားပြီးပြောကြတော့အခုလိုတမိတဲ့ဦးအမျှဝေတာတကယ်တမ်းကြတော့လေသူတောင်းဆိုခဲ့တဲ့ဥစ္စာက တဲ့အပြည့်ကတော့မရသေးဘူး။ဒါပေမဲ့ကာလတော်တော်များများကျွန်တော်တို့လူကြီးပိုင်းနေနေတဲ့အတက်အပြည့်ထောက်လာတဲ့အတွက်ပေါ့ဝင်းမော်ဘူးလို့တက်ခိုင်းနေနေတဲ့တချို့ကျင်ညာရှိနေလို့သူပေးခဲ့တဲ့ဂတိကိုတည်ကျင်လို့ရတယ်။ဒီခုလိုကျွန်တော်အမြတ်ဝေပြောခြင်းကျင်းပါလေ။နောက်တစ်ခါကျွန်တော်တို့ဒီစချအမြဝေတဲ့ပွဲကိုမုံဝင်းမော်ဦးကိုကယ်တင်ခဲ့တဲ့ဆရာဝန်နဲ့88မျိုးဆက်ငိမ့်ငိမ့်နဲ့ပွင်လင်းလူပဲစီကဦးကကိုကြီးနဲ့နိုင်ငံရေးသမားတွေတက်ရောက်ခဲ့ကြပါတယ်။ချစ်လေးလုံးရေရိုးဘုံကြီးကာလအတော်အတွင်းမှာ ဒါမှဝင်းမော်ဦးပါဝင်ကြာဆုံးသွားတဲ့ရန်ရှင်လူကိုចောင်းသားပြည်သူတွေနောက်မြို့ပေါ်မှာကြာဆင်းရုံနဲ့မကောက်ဘူးပေါ့နော်ကျွန်တော်တို့တောထဲမှာထောင်ထဲမှာကြာဆုံးခဲ့တဲ့ကျွန်တော်တို့ရဲဘော်တွေအနေနဲ့ဒါသူတို့ဖြစ်ချင်တဲ့သူတို့တောင်းဆိုခဲ့တဲ့ဒီမိုကရေစီရရှိရေးဟာဒီနေ့ဒီချိန်မှာအတိုင်းအတာတစ်ခုထီတော့ကျွန်တော်တို့အောင်မြင်လာခဲ့ပါပြီဒါပေမဲ့ရာနှုံးပြည့်သူတို့မျှော်လင့်တဲ့အခြေအနေရောက်အောင်ဆက်ကြိုးစားဖို့ဟာကျန်ရစ်သူတွေရဲ့တာဝန်ဖြစ်ပါတယ်ဟိုပေးဆက်သူတွေဆွန့်လွတ်သူတွေအနေနဲ့ကသူတို့ကတာဝန်ခြေသွားခဲ့ပြီးပြီ အဲ့တော့ကြံရည်သူတွေကသူတို့ဆန္ဒကိုဟိုရန်တုံးပြည့်အောင်မြင်တဲ့အထိဆက်လုပ်ဖို့ကတော့ကျွန်တော်တို့ကြံရည်သူတွေရဲ့တာဝန်ပဲလို့ဒီနေ့ဒီပွဲလေးကဟိုတတိပေးနှိုးဆော်လိုက်တယ်လို့ပဲကျွန်တော်ခံစားရပါတယ်ဆိုတော့သူတို့လည်းရောက်ရဘုံဘွားကနေပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အရေးကြီးမှာတနက်ထိမှန်ခဲ့တဲ့မဝင်းမော်ဦးကိုဆရာဝန်နှစ်ယောက်ကအသက်ကယ်ဖို့မချီပြေးနေတဲ့တပ်ပုံဟာလည်းရှစ်လေးလုံးအရေးတော်ပုံကိုကဘာကိုတိစေခဲ့ပါတယ်လွန်ခဲ့တဲ့1988ခုနှစ်19ရက်6လပိုင်းက ရှစ်တန်းကျောင်းသူမဝင်းမော်ဦးဟာရှစ်လေးလုံးရေးတော်ပုံမှာပိုကျော်အောင်ဆန်းဓာတ်ပုံကိုကင်ဆောင်ပြီးခြိတက်ဆန္ဒပြခဲ့ရမှာစစ်တပ်ကပြစ်ခတ်တဲ့တနက်ကြီးထိမှန်ခဲ့တာဖြစ်ပါတယ်ခင်ဗျာရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံမှာစစ်တပ်ကပြစ်ခတ်ခဲ့တဲ့အတွက်သိဆုံးခဲ့တဲ့ကျောင်းသူမဝင်းမော်ဦးအတွက်အမျှပေးဝေပွဲပြုလုပ်ခဲ့တဲ့အကြောင်းကိုကိုထက်အာကာကတင်ပြခဲ့တာဖြစ်ပါတယ် ရှမ်းပြည်မြောက်ပိုင်းကြောင်မဲမြို့နယ်မှာအစိုးရတပ်နဲ့ SSPP SSC ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းပန်လော့နဲ့ဝိုးလုံကြီးရွာမှာမိရှုခံထားတဲ့အလောင်းတွေတွေ့ရှိခဲ့တဲ့အတွက်ရွာသားတွေကကြောင်မဲမြို့က SNLD ပါတီလွှတ်တော်ကိုယ်စားလှယ်တွေကိုတိုင်ကြားခဲ့ပါတယ်။ RFA သတင်းတော်ကိုကန်ပါကတင်ပြပါလိုက်မယ်ရှင်။ကျောင်းမဲမြို့ကပြည်နယ်လွတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့အတူတိုက်ပွဲဖြစ်တဲ့ရွာတွေကိုအခုလ23ရက်နေ့မနက်ပိုင်းကတွားရောက်ကြည့်ရှုခဲ့ကြတာပါ ကြောင်မွေးမြို့နယ်ရှစ်မိုင်လောက်ဝေးတဲ့ပန်လော့ရွာကနေခီးစတင်ခဲ့တာဖြစ်ပါတယ်။နှစ်ဖက်ရွာဘုံကြီးကျောင်းကတဲအုပ်တစ်ခုအတွင်းမှာတော့တမရော်သားတွေရဲ့ဝစ်စုံနဲ့ဂျိုးတွေကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီရွာကရွာသားအချို့လည်းတိုက်ပွဲအတွင်းမှာဖမ်းဆီးခံရတာရှိခဲ့တယ်။လေမာတရွန်းမတ်တော့ဖန်တီရှစ်မန်ကလေးခိုးနမ်ခိုင်ရွာကိုစိတ်မချလို့နှစ်ဖက်ရွာကိုပြန်လာတဲ့အချိန်လမ်းမှာဗမာစစ်သားတွေနဲ့တွေ့တယ်။ကျွန်တော်တို့ကိုပန်လော့ရွာဘက်ကိုပြန်ခေါ်သွားတယ်ပစ္စည်းတွေခိုင်းတယ်။ ပန်လော့ရွာနာရောက်တော့စစ်မေးပြီးပြန်လွတ်လိုက်လို့ပန်လော့ဖုံးတော်ကြီးเจ้าကိုပြန်လာခဲ့တာအဲ့ဒီမှာစစ်သားတွေနဲ့အတူလူ၃ယောက်ကြံခဲ့တယ်လို့အဲ့ဒီနောက်နန်းဖရွာကနေပန်ကန်ကြီးရွာကိုဖျက်ပြီးဝိုးလုံကြီးရွာကိုခီးဆက်ခဲ့ပါတယ်ရွာအဝယ်မှာ SSA uniform wit အလောင်းတလောင်းတွေ့ခဲ့ရပါတယ်ကြီးရွာအတွင်းမှာတော့နွေအတွင်းကပြစ်စီခံထားရပါတယ်ဒါအပြင်စိုက်ပျိုးရေးတုံးမြေစီအိတ်တွေကိုခန္ဓာပုံစံပြည့်လုပ်ထားတာတွေကိုလည်းတွေ့ခဲ့ရသလိုဆန်အိတ်တွေလည်းပောက်ပြဲနေပါအခုဒီ မီးလောင်ပျက်စီးနေတဲ့နေအိမ်ထဲမှာဆိုလို့ရှိရင်တော့လူတွေရဲ့အယိုးလိုယူဆရတဲ့အရာတွေကိုလည်းတွေ့ရပါတယ်။အဲ့ဒီအယိုးတွေကိုကြည်ချင်းအဖြစ်လူနှစ်ယောက်ရဲ့အလောင်းလိုယူဆရပါတယ်။ဒါ့အပြင်အဲ့ဒီအိမ်နဲ့တစ်ဖာလုံးလောက်သွားရတဲ့နေအိမ်တစ်လုံးရဲ့အိမ်သာကျင်းထဲမှာလည်းမီးလောင်နေတဲ့လူအယိုးတွေကိုတွေ့ဘိုးလုံးရောက်တဲ့မှာပေါ့ဗျာ။အမ်တမတော်နဲ့ဒီရှမ်းတမတော်နဲ့ တိုက်ပွဲဖြစ်တဲ့မှာထီထွေအပြက်စီးတွေကတော်တော်ကြီးများတယ်ခင်ဗျအဲ့ဒါပြန်များတဲ့ခါမှာကျွန်တော်တို့ဒေသတော့ဒီစစ်ပေးရှောင်ကုညေးဖွဲ့စံနေမှာဒီစာနာရိတ်ခါတော့အခိုက်အတန့်လေးတော့တို့တို့အဆင်ပြေသွားနိုင်တယ်ရေရှည်တွေကတော့ပြန်လဲထူထောင်ဖို့ကတော့အဲ့ဒါကျွန်တော်တော်တော်များများအလူရှင်ကိုလည်းတောင်းဆိုချင်ပါတယ်အားလုံးတိုင်းပြည်လုံးနည်းနည်းလေးတိုက်ပွဲကြောင့်ထွက်ပြေးတဲ့ဒေသခံရွာသားတွေကတော့လက်ရှိအချိန်ဟာစိုက်ပျိုးရေးကာလဖြစ်တယ်လို့ရာသီအချိန်မီစိုက်ပျိုးနိုင်ဖို့နေရက်ပြန်နိုင်ရေးကိုပဲစိတ်ပူနေကြပါတယ်ခင်ဗျာ RFA ရုပ်မြင်သံကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါရခိုင်မျိုးသားနဲ့အခမ်းအနားတွေကိုရခိုင်ပြည်နယ်စစ်တွေနဲ့ရန်ကုန်မြို့မှာကျင်းပခဲ့ကြပါတယ် RFA သတင်းတော်ကိုအောင်သိန်းခါကတင်ပြထားပါတယ်ရှင်မေလ22ရက်နေ့ကရန်ကုန်မြို့ဦးအုပ်တမပန်းချံမှာကျင်းပတဲ့ရခိုင်မျိုးသားနေ့အခမ်းအနားမှာရခိုင်ပြည်မင်းအဆက်ဆက်ကစစ်တီသူရဲကောင်းတွေရွေးချယ်တဲ့အခါမှာကျင်းပလေးရှိတဲ့ရခိုင်ရိုးရာကျင်းအားကစားပွဲတွေပါရှိပါတယ် ရောအခုလိုဝင်ပြန်ရတဲ့အချိန်ပြရတော့ရခိုင်ရိုးရဟိုအမျိုးသားနဲ့ဖြစ်အထည်အတွက်နဲ့အဲ့လိုဝင်ပြန်ရှာမြရတာဖြစ်ပါလေဒီလိုလောက်တာကတော့ဝန်တာတာပေါ့နော်အရင်တော့ကလည်းဒီလိုမျိုးမရှိခဲ့ဘူးရှိစေချင်တာပေါ့အခုနောက်ပိုင်းရှိလာတယ်နောက်ပိုင်းကျတော့ဒီထက်ပိုပြီးတော့ရှိစေချင်တယ်ဒီလိုမျိုးလေးတွေကိုလည်းရခိုင်မို့လို့အပေးတယ်ဒီထက်ပိုပြီးတော့အောင်မြအောင်ဒီထက်ပိုပြီးတော့ဘယ်လိုပြောရမလဲသူတို့တွေလောက်ဖြစ်အောင်ပေါ့နော်ကြိုးစားကြပါလို့ရခိုင်တွေအကုန်လုံးအားရဝန်တာနဲ့ဒီလိုမျိုးပွဲမှာစုံတဲ့အတွက်အကုန်လုံးကိုဝန်တာကူညီပါတယ်လို့2014ခုနှစ် စုံလာပြည်ကျော်တရက်နေ့အကြောက်ဖြူမျိုးမှာပြုလုပ်တဲ့ရခိုင်မျိုးသားညီညာခံကျင်းပတဲ့နေ့ကိုရခိုင်မျိုးသားနေ့အဖြစ်သတ်မှတ်ကျင်းပခဲ့တာဖြစ်ပါတယ်။စစ်တွေမျိုးကရခိုင်မျိုးသားနေ့အခမ်းအနားမှာဟော်ပြောဝဲတွေရခိုင်ရိုးရာအကနဲ့ကလေးငယ်တွေအတွက်ရခိုင်တဘာဝတေးကပြရွတ်ဆိုပွဲတွေကျင်းပခဲ့ကြပါတယ်။ရခိုင်မျိုးသားနေ့ကအမျိုးသားနိုင်ငံရေးမှာဒါအင်မတန်အရေးကြီးဆုံးနေ့တစ်နေ့ပါ။ဒီနေ့တည်းအရေးကြီးတာမရှိတော့ဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရခိုင်တွေရဲ့အင်္ဂါရက်တွေကျွန်တော်တို့မှာရှိတယ်အင်္ဂါရက်6ချက်ပေါ့။ ထောက်ချက်ကို ကျွန်တော်တို့ကတချို့ဟာတွေကကျွန်တော်တို့မှာတဖြည်းဖြည်းနဲ့ပုံပဲ့သွားတာတွေရှိတယ်ကျွန်တော်တို့ဘက်ကရခိုင်လူမျိုးတွေဘက်ကရှင်းကြံအားထုတ်ရမယ့်ဟာတွေရှိတယ်အခုကရှင်းကြံအားထုတ်ရမယ့်အပိုင်းလေးတွေကတဖြည်းဖြည်းအားနည်းလာတယ်သူတို့ပြည်လူငယ်တွေရားထဲမှာပေါ့အမျိုးသီးလားနှစ်ဌာနဆောင်တဲ့ခန္ဓာတွေကအားနည်းလာတယ်အဲ့ဒါတွေကိုပြန်လို့စောင့်ထိန်နိုင်အောင်ကျွန်တော်တို့ကအဲအသိပေးဒီပညာပေးဆွေးနွေးလုံဆောင်ရမယ်အဲ့လိုအချက်တွေကိုဥတည်ပြီးတော့ဒီမျိုးသားနေ့ကိုကျင်းပလာဖြစ်ပါတယ် ခိုင်မျိုးသားနယ်ကိုရခိုင်ပြည်နယ်ကမြောက်ဦးဘူးတီတော်မောင်းတော်စတဲ့မြို့နယ်တွေမှာလည်းကျင်းပခဲ့တယ်လို့သိရပါတယ်ခင်ဗျာကိုအောင်သိန်းခတင်ပြခဲ့တာပါရှင်စစ်တွေမြို့အောင်မင်္ဂလာရက်ကွက်မှာမွတ်စလင်လူဦးရေများလာတဲ့ဆိုပြီးမြို့ပြင်ကိုပြောင်းရွှေ့ပေးဖို့ဒေသခံတွေကတောင်းဆိုထားတဲ့အတွက်ပြည်내အစိုးရကအောင်မင်္ဂလာရက်ကွက်ကိုလူဦးရေစီရင်ကောက်ယူခဲ့ပါတယ် RFA သတင်းတော်မတ်တီမင်းစင်ကတင်ပြထားပါရှင် မေလ22ရက်နဲ့22ရက်နေ့တွေမှာပြည်နယ်အစိုးရကစီရင်ကောက်ယူရမှာရခိုင်တိုင်းရင်းသားတွေမွတ်စလင်ကိုယ်စားလှယ်တွေနဲ့ဌာနဆိုင်ရာကတာဝန်ရှိသူတွေစုစုပေါင်း10ဦးလောက်ပါဝင်တဲ့အဖွဲ့၅ဖွဲ့နဲ့ကောက်ယူခဲ့ကြတာဖြစ်ပါတယ်။သက်ဆိုင်နေပြီးတော့ကျွန်တော်ကောက်လိုက်တဲ့အခါမှာကျွန်တော်တုံးကနေပြီးတော့မှရက်ကြီးအဖွဲ့တို့လာဝကတို့နောက်ပြီးတော့ရက်ွက်ဥချုပ်ရေးမှုတို့စသည်ကျွန်တော်တုံးကနေပြီးတော့ကျွန်တော်လက်မှတ်ကျွန်တော်ရေးထိုးပြီးတော့ကျွန်တော်ရှိကိုးလိုက်။ကိုးလိုက်တော့ပေါ်မူတည်ပြီးတော့ ကျွန်တော်ကျွန်တော်ရှိမှရှိတဲ့အိမ်နောစုစင်းနဲ့ကျွန်တော်ထက်ဆက်စစ်ဆေးပြီးတော့မှလူရည်မှန်ကန်မှုရှိမရှိဘူးကျွန်တော်ကပြန်စစ်ဆေးပါကျွန်တော်နောက်ဆုံးမှဒီဘက်ကနေပြီးတော့စီးအချုပ်ကိုကျွန်တော်ပြန်ပြီးတော့လုပ်မှဖြစ်ပါနှစ်ရတာစီးရင်ကောက်ယူမှုတွေအရလာဝကစီးရင်တွေမှာရှိနေတဲ့လူ၄000ကျော်ထက်၄၀လောက်ကျော်နေနေတာကိုတွေ့ရပြီးအသေးစိတ်ကိုမကြခင်ရပိုင်းအတွင်းမှာထုတ်ပြန်သွားမှာဖြစ်တယ်လို့လူဦးရေစီစီရေးကော်မတီဝင်တွေကပြောပါတယ် အကယ်၍ဒီမှာကျွန်တော်တို့မရှိတဲ့လူတွေရှိနေတယ်လို့စစ်စစ်ပြီးတွေ့နေဆိုရင်တော့အဲ့ဒီမှာအခုကျွန်တော်တို့ဖွက်ထားတဲ့ကော်မတီပေါ့ဟိုအမင်္ဂလာရွာလူကြီးစစ်စစ်ရေးကော်မတီပေါ်မှာတင်ပြီးတော့ဒါဘယ်လိုဆက်လုပ်မလဲဆိုတော့ဆက်ဆွေးနွေးကြအောင်အောင်မင်္ဂလာရက်ွက်ဟာပြီးခဲ့တဲ့2022ခုနှစ်ကစစ်တွေမျိုးမှာဖြစ်ပွားခဲ့တဲ့လူမျိုးရေးဘာသာရေးဆန်တဲ့ပဋိပက္ခတွေနောက်ပိုင်းမှာစစ်တွေမျိုးရဲ့တခုရဲသောမွတ်စလင်ရက်ွက်အဖြစ်ကျန်နေခဲ့တာဖြစ်ပါတယ်လူကဒီမှာကျွန်တော်အရင်ရက်ွက်မှာအခုတကင်စင်းမှာလူ30ရှိတယ်ဆိုတော့ အခု9ဦးပဲရှိတာနောက်9ဦးကဘယ်ရောက်သွားလဲဆိုဟိုမှာအခုဒပိုင်တို့တက်ကိမင်တို့အဲ့ဒီမှာစီးပွားရေးကောင်းတယ်ဆိုတော့ဟိုမှာပဲပြောင်းပြီးနေကြတဲ့အလုံးလုံးကြတယ်အလုံးမလုံးတဲ့လူတွေမှပဲဒီမှာနေတာပါအဲ့တော့အရင် တကင်စင်းနဲ့ကျင်းလိုက်ရင်လူပုံမဲအများကြီးရှိတယ်အတိအကျဒီမြေပြင်မှာလူဒီလောက်မရှိဘူး လိုလူဦးရေစီးရင်ကောက်ယူနေတာတွေကိုပြီးခဲ့တဲ့စနေနေ့ကသတင်းသမားတွေကဝင်ရောက်သတင်းယူရာကိုစီးရင်ကောက်ယူတဲ့အဖွဲ့တွေကသတင်းယူခွင့်တားမြစ်ခဲ့ကြသလိုရိုက်ကူးထားတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုဖျက်ခိုင်းခဲ့ပြီးသတင်းရေးသားခြင်းတွေလည်းမပြုလုပ်ဖို့ပြောဆိုခဲ့ကြပါတယ်ဒါပေမဲ့တနုငနေနေ့မှာတော့ရခိုင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနဲ့နေဆက်ရေးရာဝန်ကြီးပုံမှုကြီးထိန်လင်းကဝင်ရောက်သတင်းယူခွင့်ကိုပြန်လည်ခွင့်ပြုခဲ့ပါတယ်ရှင်။ RFA ရုံမြင့်တန်းကြားစီစဉ်တွေကိုကြည့်ရှုနေရတာပါအခုဆက်ပြီးရခိုင်တိုင်းရင်းသားဘာသာစီစဉ်ကိုထုတ်လွှင့်ပေးပါမယ်စစ်တွေမျိုးကောကအစ္စလမ်ဘာသာဝင်တွေနေထိုင်တဲ့အောင်မင်္ဂလာရပ်ကွက်ကိုမေလ22ရက်နေ့ကလူဦးရေစီးရင်စစ်ဆီးခဲ့တဲ့အကြောင်းကိုမြန်မာဘာသာစာတမ်းထုတ်တင်ပြထားပါတယ်ရှင်ရခိုင်ပြည်နယ်မှာ2010ခုနှစ်က Pipe World ခရရဲ့အကြီးကရုံးကစိုက်တွေမျိုးက SLN ဘာသာဝင်အများစုသောမျိုးပရောင်ကိုပရောင်ရှိခဲ့ကြရပါတယ် အစလမ်ဘာဒဝန်ဒီနေထိုင်တာတခုတည်းသော record friday site တွင်မလေးမှာကျင်ပိုက်ခဲ့တဲ့အောင်မင်္ဂလာ record ကိုမေလ20တရနိုင်မို့တစ်ပါးကလူရီစရောင်းကောက်ခံမှုတွေဘူလော့ခပါရယ်လူရီစရောင်းကောက်ခံဆောင်မှာနေဇယ်ရီရာလွန်ခရီးဝန်ကြီးဌာနရခိုင်ပင်နယ်ရေးတပ်ဖွဲ့ record ဦးရှိုးရီမုံလွန်မုံ cricket ဌာနနဲ့မြို့ပေါ်ကအရေဖာဖွဲ့စီတီပါဝင်ခဲ့ပါရယ် နထောက်တဆင်းခုနရခိုင်ပင်နေပဒီပခါပရင်လေးနိုင်ကရာမအောင်မင်္ဂလာရေကော့ကိုအခုပိုင်းလူတွေစိတ်ဆေးစော်မှာအောင်မင်္ဂလာရေကော့မှာလူတွေ1000ကျော်ဖရိုက်လာရေဆိုမလားစိတ်ဆေးဖို့မရဘကရေမင်းရေပါတီနဲ့ရဟန်တန်ခါခနိုင်ရကျော်လောက်ကမေလာစင်ရနီကလာမထိုးတောင်းဆိုမုန်ဂရောင်းပြရပါတယ်အောင်မင်္ဂလာရေကော့တော့မှာနေထိုင်ခဲ့တဲ့သူတွေဆိုလာလာခွန်ဒီပိုက်ပွန်ခင်ထားတဲ့လူဒီဖိုင်ပနာလာရှိခရနေမှာစီကူတာခွန်နဲ့လူမိုရေကိစ္စတိမှာလွန်ခရေရာယူထားတဲ့ရေတဖေဝန်ဒီအကူကြီးနေရလာလာမြဲဆိုဖိုက်ပါတယ် အတီပူပိုခါခင်းနေရစတော်ဒီကအင်ခရီ900ကျော်နဲ့လူတွေတောင်းနေရှိရှိနေဆိုမှတတော်လေးထောပေါ်နေပါရယ်အစရာကြီးတရဝန်စတော်ရလူတွေ၄000ကျော်နဲ့အင်ခရီ900ကျော်လောက်ရရှိလို့သိရပါရယ်အပိကရဲ့အရာအင်ချောင်းမအဲသမီးတို့မင်းတို့နာမည်တယောက်တယောက်စီနာမည်မိမိကလူပူရန်ခရီးပါရယ်သူတခုလည်းမခံရပါက ရာသူတို့ခင်နေကောင်းစိတ်စိမုံရာရှိလဲရတဲ့တော့နာရတိမှာစိတ်စိလာဖို့ဖိုင်မလားတရမောင်နေထိုင်သူဒီတွိခခဲ့ဇပန်ရီယူဆံဝလာဖို့ဆိုဆိုကိုပြင်နေဆိုရဖွေးနေတဲ့တရဝံထုတ်ပြန်ပေါ်ဆိုထားဆိုမရှိသေးပါဒီညတော့လွတ်လပ်တဲ့အာရှတန် RFA ရုပ်မြင်သံကြားစီစဉ်နေလဲဒီမှာရင်ပြီးဆုံးပါပြီကြည့်ရှုကြပြိတ္တာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါပါရှင် Thank you.